ရဲကိုပစ်သက်သည့်အချုပ်သားကိုလူယူသွားတဲ့ရုပ်ရှင်ဆန်ဆန်ဖြစ်ခဲ့တယ်။ဒါပေမဲ့တကယ်တဲ့အမှန်တရားကထင်ထားတာထက်အများကြီးပိုရှုပ်ထွေးနေခဲ့မယ်ဆိုရင်ရောဒီနေ့မှာတော့လိုင်တရာပစ်ခတ်မှုရဲ့နောက်ကွယ်မှာအလွန်အလိုက်ပွင့်ကြလာတဲ့ဇလန်းအစ်စ်မန်ကိုအတူတူစမ်းစစ်ကြည့်ကြပါမယ်။မင်္ဂလာပါ။ကျမတို့ပောက်ပန်း၄၀ channel ကနေကြိုဆိုပါရစေ။ဇလန်းကဒီလိုစပါရစေ။ဇူလိုင်လ၁ရက်နေ့ညရန်ကုန်လိုင်တရာ Ocean Center ကားပါကင်မှာအကြမ်းဖက်မှုတိုက်ဖျက်ယူဥပဒေနဲ့အဖမ်းခံထားရတဲ့အချုပ်သူမတ်ဇွန်ပွင့်လိုင်ကိုရဲဘက်ဖွဲ့ဝင်ဇနီးမောင်နှံကစေယုံကိုခေါ်ဆောင်လာခဲ့တယ်။အဲ့ဒီချိန်မှာပဲ PDF လို့ဆိုတဲ့တနတ်သမားတွေရောက်လာပြီးရဲတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်။ဒီဖြစ်ရက်မှာသူ့ရဲ့အုပ်တင်မောင်ထွေးတည်ဆုံခဲ့ပြီးသူ့ရဲ့ဇနီးဒယာရခဲ့ပါတယ်။တနတ်သမားတွေကမတ်စွန်ပွလန်ကိုလူယူခေါ်ဆောင်သွားခဲ့ပါတယ်။နောက်တနေ့မနက်မှာပဲစစ်ကောင်စီလိုလားတဲ့တရင်ဌာနတွေကကျူးလွန်သူတွေနဲ့မတ်စွန်ပွလန်ကိုတန်လင်မာပြန်ဖမ်းမိပြီလို့တရင်တွေတညီတနဲ့ဖော်ပြခဲ့ကြတယ်။ဇလန်းကဒီမှာပဲပြီးသွားပြီလို့ထင်ရပေမယ့်တကယ်တော့အခုမှစတာပါ။ CCTV မှာတန်းတစ်ခုထွက်ပေါ်လာတဲ့အခါမှာတော့ဒီဇလန်းတစ်ခုလုံးကိုမိကုန်းထုတ်စရာတွေဖြစ်လာခဲ့ပါတယ်။ဒီပုံကိုကြည့်ပါ။အရေးကြီးအချုပ်သားတယောက်ကို၁ဘာလို့လက်ထိတ်မခတ်ထားတာလဲ။၂ဘာလို့လုံခြုံရေးရဲတွေကနောက်ကျောပေးပြီးရှေ့ကနေတာယာယာလမ်းလျှောက်နေကြတာလဲ။ဒါဟာအချုပ်သားကိုထိမ့်သိမ့်ခေါ်ဆောင်လာတဲ့ပုံစံနဲ့တူသလား။ဒါမှမဟုတ်အတူတူဈေးဝယ်ထွက်လာတဲ့မိတ်ဆွေတွေပုံစံနဲ့ပိုတူနေသလားဆိုတာကိုဒီမင်းခွန်းရဲ့အဖေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရဲ့မဟာဗျူဟာလစ်လာရေးမှတ်တမ်းဌာနရဲ့ဖော်ထုတ်ချက်မှာရှိနေခဲ့ပါတယ်။တကယ်တော့အချုပ်သူဆိုတဲ့မတ်စွန်ပွင့်လိုက်ဟာတာမန် PDF အဖွဲ့ဝင်တယောက်မဟုတ်ပါဘူး။သူမဟာ2023ခုနှစ်ကကရင်ပြည်နယ်မှာလှုပ်ရှားခဲ့တဲ့ National Special Force NSF ကနေတောင်လန်ရေးရန်ဖုံငွေ7,300ကျော်တန်ဖိုးရှိတဲ့ထိုင်းဘတ်ငွေတွေကိုခိုးယူသွားပြီးစစ်ကောင်စီစီအလင်းဝင်သွားခဲ့တဲ့ဒူးတက်ခွဲမှုအန်ထူးခချစ်စီလင်းရဲ့ဇနီးဖြစ်နေတာပါ။ ဒီအချက်ကြောင့်ဇလန်းတစ်ခုလုံးကပြောင်းပြန်ဖြစ်သွားပါပြီ။လိုင်းသားရပိခက်မှုဟာအဖွဲဝင်ကိုကဲထုတ်တဲ့ပွဲမဟုတ်တော့ဘဲတောင်လိုင်းရင်းငွေတွေကိုခိုးယူသွားရဲ့သစ္စာဖောက်ကိုသူ့ရဲ့အဖွဲအောင်ကပြန်လဲရှင်းလင်းလက်စားချေဖို့စ조사နေတယ်ဖြစ်ရဖြစ်နေပါလေ။ဒါကြောင့်လိုင်းသားရပိခက်မှုမှာဇလန်းတစ်ခုကိုကျွန်မတို့တွေ့နေပါလေ။ဇလန်းကကစစ်ကောင်စီလိုလာတဲ့ဝါဒဖြန့်ကျင်တဲ့ PDF တို့ရဲ့အကြမ်းဖက်မှုဇလန်း ဇလန်ခကတော့တောင်လန်ရဲသွင်းကနာကျင်စရာကောင်းတဲ့တစ္ဆာဖောက်နဲ့ရှင်းလင်းမှုဇလန်လိပါဒီဖြစ်ရက်ကကျမတို့ကိုဘာကိုတတိပီးနေလဲဆိုတော့တည်င်းတဖို့ကိုတွေ့တိုင်းမျက်စိမိတ်မယုံပဲမျက်နှာစာနောက်ကွယ်မှာဘီလိုအကြောင်းအရာတွေရှိနေနိုင်တယ်လဲဆိုတာကိုအမြဲတမ်းမေးခွန်းထုတ်ဖို့ပါပဲဒီသုံးသက်ချက်နဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်းကွန်မတ်မှာ rhyme ပင်းစွာပါဝင်ဆွေးနွေးပေးခဲ့ပါအောင်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့သုံးသက်ချက်တွေကိုဆက်လက်ကြည့်ရှုဖို့ကျမတို့ရဲ့ပေါက်ပန်း၄၀ channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့